အားလုံးမင်္ဂလာပါခင်ဗျာ J Diary ကနေပြန်လည်ကြိုဆိုပါတယ်အခုမြင်တွေ့နေရတဲ့ကြောက်လေးကိုတော့ကျွန်တော်တို့မှတ်မိအောင်မယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့၂ရက်၃ရက်လောက်ကပဲကျွန်တော် post လေးတစ်ခုတင်ထားဘူးရပေါ့နော်ဒီမှာ aware post လေးပေါ့ဗျာနော်ဒီမှာ55သိန်းနဲ့ဝယ်တယ်ဒီညလေးမှာလည်းကျွန်တော်သတိရလေးတစ်ခုလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကစကားလေးမှာထည့်ပြောတာပေါ့နော် ဒီကြောက်လေးကိုကျွန်တော်အခု15သိန်းဈေးပေးပြီးဝယ်ယူနေတာဖြစ်ပါတယ်စသည်အပြင်ကုလူလေးပြောတယ်ပေါ့15သိန်းဈေးပေးပြီးဝယ်ယူတယ်ဆိုတော့ comment မှာတခုတယောက်ကမှန်တယ်ပေါ့နော်ခမားကလည်းဈေးပေးပြီးတော့မှဝယ်ရမှာပေါ့မပေးဘဲနဲ့ဝယ်လို့ရမလားတဲ့ဘသူကလက်ကားပေးမလဲပေါ့ဒီလိုမျိုးပြောတယ်ပေါ့အဲသူပြောရလည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်လောကမှာဈေးပေးပြီးတော့မှဝယ်ယူနေပါတယ်ဆိုတဲ့အတိတ်ပဲဈေးမပေးတဲ့ကြောက်တွေလည်းများစွာရှိတယ်လို့အတိတ်ပြရပါတယ်လာပြသမျှကြောက်တန်းကိုကျွန်တော်တို့ကဈေးပေးပြီးဝယ်ယူတာမဟုတ်ဘဲနဲ့ ဟုတ်လားဈေးမပေးတဲ့ကြောက်တွေအများကြီးရှိရပေါ့နော်အဲ့တော့ဈေးပေးတယ်ဆိုရင်ကိုပဲပထမဆုံးအနေနဲ့ကျွန်တော်တို့ကမင်္ဂလာဖြစ်တယ်ပေါ့ဒါလေးကတော့ကျွန်တော်ရှင်းပြပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီကြောက်လေးကိုကျွန်တော်ထပ်ပြီးတော့မှမရှင်းပြတော့ဘူးလို့နေရပါတော့မကြည့်ရသေးတဲ့သူတွေအတွက်တော့ကျွန်တော်တို့ဒါအသာရန်အနေနဲ့ဆိုရင်တော့ခွန်လောက်ရှိပါတယ်လာပြတဲ့မြတ်ကြောက်တန်းကိုကျွန်တော်တို့ကဈေးပေးနေတာမဟုတ်ဘဲနဲ့ကြိုက်တဲ့ကြောက်ကြမှာပဲဈေးပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလည်းခေါင်းစဉ်လေးတွေပေးပေးတယ်ဈေးပေးကြမ်းတီကြိတ်တန်ရာတွေဆိုပြီးတော့မှအခုဒါလေးလည်းပဲကျွန်တော်က15သိန်းနဲ့ဈေးပေးလိုက်တာ ဈေးပေးပြီးဈေးပေးပြီးဝယ်ပြီးကြာမှာကျွန်တော်ကဈေးနည်းနည်းကျွန်သွားသလားလို့ကျွန်တော်အာယုံနဲ့ပြန်ကြတယ်เนาะအဲ့တော့ဈေးပေးကျန်းတီဂျိတ်တန်ရည်ဆိုတဲ့နောက်ွယ်မှာဈေးပေးကျွန်တီဂျိတ်တန်ရည်လည်းရှိတယ်ဟဲ့ဗျာเนาะเนาะအဲ့ဒီရောက်က15သိန်းပေးတယ်15သိန်းချက်ချင်းရောင်းသွားတယ်ဗျာရှေ့ကပွဲစားကျွန်တော်ရှိမှာတော့ဘယ်လောက်ပေးရလဲပါလဲဆိုတော့ကျွန်တော်လည်းမမေးမိပေါ့ဗျာเนาะကြောက်သမားတွေရဲ့ထုံးစံကတော့ဈေးပေးတယ်ဆိုရင်ကျွန်တီဖြစ်စေမကျွန်တီဖြစ်စေကိုပေးတဲ့ဈေးကကျွန်တော်တို့အတီပဲယူရပါတယ်เนาะဒါကြောက်သမားတယောက်ရဲ့ အဲဂုံတိတ်ခါပေါ့ဗျာနော်ကိုပေးတဲ့ဈေးကိုကိုယူရဲမှပဲကျွန်တော်တို့ကြောက်သမားကောင်းတယောက်ဖြစ်ပါတယ်နော်ကိုပေးတဲ့ဈေးကိုကိုမြူရဲပဲနဲ့ကျွန်တော်တို့ဝိလေကြောင်ပတ်လုပ်နေတဲ့သူတွေလည်းရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ကြောက်သမားကောင်းတယောက်မဟုတ်သေးဘူးပေါ့ဗျာအဲ့တော့အဲကျွန်တော်တို့ကကိုယူရဲတဲ့ဈေးမှပဲကိုကဈေးပေးရတယ်ပေါ့ဗျာနော်ဒါလေးကိုကျွန်တော်အလုံးသိစီချင်ပါတယ်အဲ့တော့ဒါလေးကိုတော့ကျွန်တော်15သိန်းနဲ့ကျွန်တော်ဝယ်ပါတယ်ပြန်တိုက်ကြည့်တဲ့အခါမှာတော့8သိန်းပဲဈေးထွက်ပါတယ်เนาะအဲ့တော့ဈေးပေးကျွန်တီဂျေးတန်ရီဖြစ်သွားပါဘောเนาะ အဲ့တော့ကိုဝရဟ15သိန်းအဲ့လားကြက်ပိုင်းကြက်ကြီးပိုင်းပဲထွက်တယ်ဆိုတော့ကျွန်တော်တို့ဒါတိတ်ပြီးတော့မှမကြိုက်ကြတော့ဖြတ်ကုန်ရရှိမှကျွန်တော်ဖြတ်တောက်တာ ဖြစ်ပါတယ်ဖြတ်တောက်ကြတော့လည်းပဲကျွန်တော်တို့အောက်ဘက်မှာအသားမရဘူးဗျာနော်အောက်ဘက်ကပြက်တယ်ပေါ့ဗျာဒီမှာမြင်နေရတဲ့နေရာလေးပြထားတဲ့နေရာလေးပဲကျွန်တော်တို့ရတာဖြစ်ပါတယ်အဲ့တော့အောက်ဘက်ကကျွန်တော်တို့ မရဘူးခုမြင်နေရတဲ့ဒီအပေါ်ပိုင်းလေးပဲเนาะဒါလေးကတော့ကျွန်တော်တို့အသားတန်းခွန်လောက်ရှိတယ်ပေါ့ဗျာเนาะအခုနောက်စကားလေးကိုကျွန်တော်ပြောတာနားလည်မယ်လို့ထင်ပါတယ်ဈေးပေးပြီးတော့မှဝယ်ယူတယ်ဆိုတာเนาะဈေးမပေးတဲ့ကြောက်တွေများစွာရှိလို့ဈေးပေးပြီးတော့မှဝယ်ယူတယ်လို့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော်ဖြတ်တောက်လိုက်တဲ့အခါမှာတော့အဓိက main တစ်လေးကတော့ဒီမှာနှစ်တစ်ညာဘက်ကသေးတဲ့ကောင်တွေကအဓိက main တစ်ဖြစ်ပြီးတော့မှဘယ်ဘက်ကကောင်ကတော့အနှဲငယ်တော့ယော့သွားတယ်เนาะအောက်ဘက်ကမဖြစ်တဲ့ကောင်တွေရှိတယ်အဓိက ီနှစ်တစ်ပဲဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်အပွင့်ထုတ်မဲ့လို့တော့လည်းပဲအထက်မှာအနာလေးရှိရပြန်ပါမယ်နော်မြင်ရတယ်နော်အနာလေးရှိအနာလေးရှိကကျတော့ဒါလေးကလက်ရာတို့ဘပူးတို့ရမှာဖြစ်ပါတယ်ဘပူးတို့ဆိုရင်လို့ရှိရင်တော့ဒါအသားအနေနဲ့ဆိုတော့လည်းမြင့်နေပါဗျာနော်ဘပူးမြင့်နေဘပူးဖြစ်မှာပေါ့နော်အသားမြင့်နေဘပူးဖြစ်မှာပေါ့ဒါလေးဒီရောက်အနာကတော့ကျွန်တော်တို့ဘပူးထိုးလို့ရပါတယ်လက်ရာလေးထပ်ပြီးတော့မှထည့်မယ်ဆိုလည်းရပါတယ်နော်အဲ့တော့15သိန်းနဲ့ဝယ်တော့နည်းနည်းလေးတော့ဈေးပြီးများတော့တယ်အဲ့တော့ ီပုံစံတိုင်းတိုက်တယ်ဆိုလို့ရှိရင်ခုနကပြောလို့ကြက်ကြီးပိုင်း၈သိန်းလောက်ပဲရနေတာဆိုကျွန်တော်တို့အရှုံးပြမှာပေါ့နော်အဲ့တော့ဟောဒါဒါလေးလည်းနည်းနည်းရသေးတယ်ဒါလေးဆိုရင်နော်ဒါလေးဆိုရင်အနာလေးတော့များတော့များတယ်သူ့ပဲလည်းပဲနည်းနည်းလိုက်လို့ရသေးတယ်ပေါ့ဗျာနော် ကျွန်တော်ခန်းစားချက်တွေတောင်တင်ထားသေးတယ်။နှဲသမားအကျောက်သမားတယောက်ရဲ့ဘဝကလည်းနှဲသမားရဲ့ပါလို့ပါပဲပိန်လိုက်ဖောင်းလိုက်ဆိုရင်မှခန်းစားချက်တွေပါတောင်မှတင်ထားလိုက်သေးရယ်နော်။တိတ်တော့မှအချိန်နေမကောင်းဘူးပေါ့ဗျာနော်။အဲ့တော့အဲ့တော့ခုလိုလေးဖြတ်တောက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့မှတင်လိုက်တဲ့ခါမှာတော့ဒီမှာ18သိန်းဈေးထွက်ပါတယ်။တော်သေးတာပေါ့နော်။အဲ့တော့ပွဲငိမ့်ပါပဲနော်။ကျွန်တော်တို့ကပွဲကထပ်ပြီးတော့မှပေးကြမလို့တော့ဘူး။15သိန်းဝယ်တော့လည်းပဲအခန်းမှာတိုင်းပဲဝယ်ထားတော့ပွဲကမပေးရဘူး။18သိန်းကျတော့လေပွဲကပေးကြမလို့တော့ပဲနဲ့ကျွန်တော်တို့2သိန်းအမြတ်ရရှိတယ်ပေါ့ဗျာနော်။ ကျွန်တော်ရဲ့ဒီဒိုင်ရီလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ် J ဒိုင်ရီတို့မှာ ပြန်လည်တွေ့ကြပါစို့ခင်ဗျာ။အားလုံးပဲတက်တာပါ။